မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ပိုင်း MAC နိုးချက်ဆက်ယုံနဲ့ရွှေပြည်သာမြို့နယ်အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးတို့ကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၄ရက်နေ့ည၉နာရီ၃မိနစ်အချိန်မှာမင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ပိုင်း MEC နိုးချက်ဆက်ယုံနဲ့အဲ့ဒီနေ့ည10နာရီ17မိနစ်ခန့်မှာရွှေပြည်သာမြို့နယ်အမှတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်းအဝေးထိန်းမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့တပ်ခွဲ Slayers of Tyrants တပ်ခွဲကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုနဲ့ပြက်စီးမှုအခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုအမြင့်ပြတ်ချိန်မုံရန်အတွက်၎င်းတို့ရဲ့စီးပွားရေးတောက်တိုင်များကိုတိုက်ခတ်ခြင်းဖြစ်ပြီးတော့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီပိုင်းစီးပွားရေးတောက်တိုင်များအုပ်ချုပ်ရေးမှူးများအကြမ်းဖက်စစ်သားများရဲများနဲ့ဝေဝေးနေထိုင်ကြရန်ရန်ကုန်တိုင်းပြည်သူတပ်မဟာကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့ပေါ်မှာရှိတဲ့ထွေးအုပ်ရုံးနဲ့ရဲစခန်းအပါဝင်အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာများကို PDF တပ်ဖွဲ့များက၃ရက်ဆက်တိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၁ရက်နေ့မှာပလဲမြို့ပေါ်မှာရှိတဲ့ထွေးအုပ်ရုံးနဲ့ရဲစခန်းတို့ကိုရင်းမာပင် KI တရင်ဆက်တဲ့ကြက်တဲ့နဲ့တက်မတော့ချင်းတွင်တိုနီယာ PDF ရင်းမာပင် KI တရင်26ဒေါင်းမင်းနဲ့ Brown Tiger People Defense Force မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ၂ရက်နေ့ညနေ3:00ကနေည8:00အထိပလဲမြို့နယ်အတွင်းစစ်ကြောင်းထိုးက ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြည်သူတွေရဲ့အိုးအိမ်စီးစိမ်များကိုဖျက်ဆီးနေတယ်အင်မတီပြူစောတိကြေးရွာကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ဒါအပြင်ဇော်လ3ရက်နေ့ညနေ3နာရီကနေည9နာရီအထိကိုပလဲမြို့နယ်ကန်တောက်စခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ရဲထိခိုက်ဒေဆုံးမှုကိုတော့အတိပြုတ်တမ်းရဲ့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်မှုကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရင်းမာပင် KI တရင်၁၁စက်တဲ့နဲ့တက်မတော်ချင်းရင်းတိုနီယာ PDF ရင်းမာပင် KI တရင်၂၆ဒေါင်းမင်း Ground Tiger People Defense Force နဲ့ Brave Eagle Revolution Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ အတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့ကိုချင်းမျိုးသားတပ်မတော် CNA နဲ့ဒေသကာကွယ်တပ် CDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်အလက်ရည်130ကျော်ကိုရရှိခဲ့ပြီးတော့အဲ့ဒီသိမ်းစီရမိခဲ့တဲ့လက်နက်ခဲယမ်းများကိုဖော်ပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ18ရက်ကနေ21ရက်အတွင်းတပတ်ကြာမြင့်ခဲ့တဲ့တွန်းဆန်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ခလိုက်ရ269တပ်ကတပ်ဖွဲ့ဝင်40နီးပါးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်130ကျော်နဲ့ခဲယမ်းများစွာကိုသိမ်းပတ်ရရှိခဲ့တယ်လို့သိရပါတယ်။ CNF, CNA ပူးပေါင်းတပ်များအနေနဲ့ ချင်းပြည်နယ်အတွင်းစစ်ကောင်စီတပ်များကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုပြုလုပ်ခဲ့ရမှာတွန်းဆန်မျိုးသိမ်းတိုက်ပွဲမှာလက်နက်ခဲယမ်းတွေဟာအများဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ CNF ကအရင်ကသိမ်းခဲ့တဲ့စခန်းတွေကတော့မျိုးခွဲတွေဖြစ်ပါတယ်။ Recorder ရေစာမျိုး၊ line ပီမျိုး၊ကြီခါအဲ့ဒီလိုမျိုးမျိုးခွဲတွေပဲဖြစ်လို့လက်နက်လည်းအလောက်ထိမများဘူးပေါ့။အလက်၄၀၅၀ပဲရတာပေါ့။အခုတွန်းဆန်ကတော့မျိုးနယ်တစ်ခုရဲ့အကြီးဆုံးမျိုးတစ်ခုဖြစ်လို့လက်နက်လည်းအများဆုံးဖြစ်တာပေါ့။အခုထိသိမ်းနိုင်တဲ့မျိုးတွေထဲမှာဆိုရင်တွန်းဆန်ကမျိုးလည်းအကြီးဆုံးဖြစ်တယ်။ ကျင်းကြီးအောင်တင်ခဲ့တဲ့ကျင်တွေးကလည်းမြို့သေးသေးလေးပဲလို့ချင်းတရင်အရင်မြစ်ကပြောဆိုထားပါတယ်။တွန်းဆန်မြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးထိခိုက်မှုတွေရှိတယ်လို့ချင်းတော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့ကကြာဆုံးထိခိုက်မှုတချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။ တွန်းဆန်မျိုးဟာစစ်ကောင်စီရဲ့အုတ်ချုပ်ရေးအားကောင်းတဲ့မျိုးဖြစ်တဲ့အပြင်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့လက်နက်ကိုင်တပ်တချို့နိုင်ငံရေးပါတီတချို့ရှိနေပြီးတော့စစ်ရေးနိုင်ငံရေးအရာအရေးပါတဲ့ဒေသဖြစ်တဲ့အတွက်မျိုးသိမ်းတိုက်ပွဲဆင်နွှဲခဲ့တယ်လို့ CNA ရဲ့ပြောရေးဆိုခွင့်ရှိသူ Slide Thanney ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်တာမုံးကျဲဒေသမှာရှိတဲ့စစ်ကောင်စီရဲ့တက္ကနိုင်းတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က drone နဲ့ဘုံးတိချတိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်တက္ကနိုင်းစခန်းကို KIA drone တပ်ဖွဲ့က drop ဘုံနဲ့တိုက်ခိုက်တဲ့အချိန်မှာဘုံတစ်လုံးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်73ဦးအသက်တေဆုံးခဲ့တယ်လို့យေတာဖော်ပြထားပါတယ်။ရုတ်တံမှာလည်းတပ်စခန်းပတ်လည်မှာရှိတဲ့ဂရုတ်ကျဲအတွင်းမှာစုဝေးနေတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိအားကို drone ဘုံသီးများကြောက်ရောက်ရာထိခိုက်သူများထွက်ပြေးသူများကိုလည်းတွေ့ခဲ့ရတယ်လို့သိရပါတယ်။ KAI က2023ခုနှစ်နိုဝင်ဘာလမှာတက္ကနိုင်းစစ်ကောင်စီတပ်စခန်းကိုတိတ်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကဆင်နွှဲခဲ့တဲ့တက္ကနိုင်းစစ်ကောင်စီတပ်စခန်းသိမ်းပွဲမှာစစ်ကောင်စီတပ်က20ကျော်တေဆုံးကလက်နက်ခဲယမ်းများ ားစွာကိုတင်စီရရှိခဲ့တယ်လို့အဲ့ဒီအချိန်ကစီရဲသတင်းအင်ဂျင်မိတ်ကပြောကြားခဲ့ပါဗျာတောင်း TNL ကိုကန် MNDAA ရခိုင်တပ်တော် AA ညီနောင်မဟာမိတ်၃ဘွဲ့ကရှမ်းမြောက်ဒေသမှာ1027ဆစ်စင်ရိတ်မဖော်ဆောင်ခင်ကတည်းက KI က ကချင်ပြည်နယ်နဲ့ရှမ်းမြောက်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုစခန်းသိမ်းတိုက်ခတ်မှုများကိုစတင်ဖော်ဆောင်ခဲ့ရာအော်တိုဘားလ19ရက်နေ့မှာရှမ်းမြောက်မူဆယ်မြို့နယ်မုံဂိုဒေတာဝိန်းလာတောင်တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအနောက်မှာတော့နံပါတ်2မြို့နယ်ခမရ34အထိုင်စခန်းကုတ်ခိုင်မြို့နယ်တာမိုးငယ်ဒေတာတက္ကနိုင်းစစ်ကောင်စီစခန်းကုတ်ခိုင်မြို့နယ်မုံရဒေတာနန်ဖားရွာအခြေစိုက်ခမရ96ခွန်တပ်စခန်းတို့ကိုလည်း KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အခုတက္ကနိုင်းစခန်းဟာကုတ်ခိုင်နံပါတ်ကအခြေစိုက်ခလိုက်ရ1နဲ့3တက်ရင်ရဲ့လ ောက်အောက်ခံစခန်းဖြစ်တယ်လို့သိရပါတယ်။ KIA ကတက္ကနိုင်းစခန်းအပြင်နောက်ဘက်ကခလိုက်ရ1.3တက်ရင်ကိုပါတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကစစ်ကောင်စီကလေကြောင်းပစ်ကူနဲ့အပြင်းထန်ခုခံကာကွယ်ခဲ့တော့လဲ2024ခုနှစ်ဇန်နဝါရီလလယ်မှာနောက်ဘက်က1.3တက်ရင်ကို KIA ကသိမ်းယူနိုင်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တိုက်လေရင်ဒဇီးကိုပစ်ချခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မိုးမောက်စစ်တပ်နဲ့မန်စီစစ်တပ်ကိုတိုက်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအကြမ်းဆုံးများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိုးမောက်ခလာရ၄3နဲ့မန်စီခမာရ3 1 9နဲ့6 1ကိုတိုက်နေတဲ့အတောအတွင်းမှာဗမော်ဘက်ကနေပြီးတော့စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရဲ့အဖွဲ့တွေကဖျက်တိုက်ရမှာစစ်ကောင်စီဘက်ကအကြဆုံးများနေတယ်လို့သိရပါဗျ။မေလ24ရက်နေ့ကမိုးမောက်ခမာရ၄3တပ်ဘက်ကိုရိတ်ခါနဲ့စစ်ကူအင်အားဖြည့်တဲ့အချိန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးလုပ်ရမှာစစ်ကောင်စီဘက်ကအလောင်း30တလောင်းတွေ့ခဲ့ရတယ်လို့မိုးမောက်ဘက်မှတာဝန်ကျနေတဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တအူးကပြောဆိုခဲ့ပါဗျ။ ပထမတစ်ခေါက်က၄-၃ခုအင်အားဖြည့်ဖို့တက်လာတာ၁၈လောင်းကြံခဲ့တယ်သူတို့ကအလောင်းတွေကိုနောက်တစ်ခေါက်တက်ဆွဲတော့၁၃လောင်းပြန်ရတယ်တဲ့မုံမောင်မျိုးတိန်တိုက်ပွဲတုန်းကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ရုပ်အလောင်းကိုရှင်းလင်းပေးခဲ့ရတယ်လို့ဆိုပါတယ်အလားတူပဲပြီးခဲ့တဲ့မေလကမန်စီခမရ316ဘက်ကိုအင်အားဖြည့်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းအနီးကတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးဝင်းကျင်တေဆုံးခဲ့တယ်လို့ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်သူတို့ကတပ်ထဲကိုဝင်ဖို့ပြင်တဲ့အချိန်မှာဖြစ်တာကိုရီဘက်ကအရင်ဦးလား သူတို့ကမျက်စိရှိတယ်ဆယ်ကောင်လောက်ပုံလဲသွားတယ်နှစ်ယောက်ရဲ့အလောင်းပဲကျန်တယ်ကျန်တဲ့ဟာတွေကိုစွဲသွားတယ်လို့ပြောဆိုခဲ့ပါတယ်ခမရ3-9တပ်စခန်းရဲ့ရှေ့တန်းခန့်စစ်ဘန်ကာကိုဝင်ပြတဲ့အချိန်တုန်းကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့သေးတယ်လို့ဆိုပါတယ်မက်စလာခုနှစ်ရက်နေကစတင်ခဲ့တဲ့ကချင်ပြည်နယ်ကစစ်စင်ရေးတွေအတွင်းမှာစစ်ကောင်စီတပ်စခန်းပေါင်း100ကျော်ဝင်းကျင်တိမ့်ပိုက်ထားနိုင်ပြီးတော့အခုလက်ရှိဝိုင်းမော်မိုးမောက်မန်စီမြို့သုံးမြို့ရဲ့မြို့ဆောင်တပ်စခန်းတွေကိုတိမ့်ပိုက်နိုင်ရေးအတွက်တော်လိုင်းတပ်ဖွဲ့တွေကဆက်လက်ပြီးတော့တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်ထန်းတော်ကြီးရွာအနီးအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၄ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့မနေ့ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်သားများဟာမုံရွာပသိမ်လမ်းဘေးမှာရှိတဲ့ကျေးရွာများကိုကျော်လွန်ပြီးတော့ထန်းတော်ကြီးရွာကိုဝင်ရောက်ရန်ထွက်လာတဲ့အချိန် တော်လိုင်းအဖွဲ့များကမိုင်းနဲ့ကျင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးဒဏ်ရာရရှိခဲ့ပြီးတော့နှစ်ဦးကိုတံပြားကကားနဲ့လာရောက်ခေါ်ဆောင်သွားကကျန်တဲ့နှစ်ဦးကိုတော့လမ်းသွားလမ်းလာပြည်သူများရဲ့ဆိုင်ကယ်များနဲ့တင်ဆောင်သွားတယ်လို့သိရပါတယ်။ရင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့တရုတ်ကုမ္ပဏီများဖြစ်တဲ့မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကျင်းနေထုတ်လုပ်ရေးကုမ္ပဏီတွေအတော်မုံရွာပသိမ်းလမ်းဘေးဝဲရောင်မှာရှိတဲ့မြန်မာဝမ်ပေါင်ကုမ္ပဏီကအောင်စီရဂုံအထိကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဧပြီလ23ရက်နေ့အထိ လမ်းပိုင်းလုံခြုံရေးတာဝန်ယူပေးခဲ့ပြီးတော့တရုတ်နိုင်ငံသားများအကျိုးစီးပွားဖြစ်ထွန်းရေးအတွက်နိုင်ငံနဲ့လူမျိုးကိုချာနှင်းရန်ရည်ရွယ်၍တရုတ်ကုမ္ပဏီပတ်ဝန်းကျင်မှာရှိတဲ့ဒေသခံပြည်သူများကိုတပ်ဖြတ်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုမိရှုပ်ဖျက်ဆီးလေရှိကြောင်းရင်းမာပင်မြို့နယ်တိုက်နယ်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ထိခိုက်တာ၄កောင်ပြ။တံပြားကားကားနဲ့တဲသွားတာဆိုတော့ဘလောက်ဒဏ်ရာရတယ်ဘလောက်ပြင်းထန်တယ်ဆိုတာတော့အတိအကျမသိရသေးဘူး။စစ်ခွေးတွေကတရုတ်အကျိုးစီးပွားအတွက်ဒေသခံတွေကိုဒုက္ခပေးပြီးတော့ကုမ္ပဏီကိုကာကွယ်နေတာပေါ့။ စစ်ခွေးတွေရန်ကားလို့ပြည်သူအများအပြားလဲစစ်ဘေးရှောင်နေရတယ်လို့ရင်းမာပင်မြို့နယ်တိုက်နယ်နဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Regional Front Fighters RFF Fighters Brotherhood Guerrilla Army FBGA ရင်းမာပင် Local People Defense Force YMB LPDF နဲ့ရင်းမာပင်မြို့နယ်တိုက်နယ်တက်ပကဖဝင်းကဘာပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့သခိုင်းတိုင်းဒီပေရင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ရဲစခန်းနဲ့စစ်ရင်စစ်ရုံးကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်7:00နာရီကမှဒီပေရင်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ရဲခွေးစခန်းနဲ့စစ်ရင်စစ်ရုံးကိုရွှေဘုတ်ခရိုင်အမှတ်14တပ်ရင်းရေဦး PDF က face wing drone များနဲ့ဘုံဒီ6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ drone နဲ့တိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့အသေးစိတ်အခြေအနေကိုတော့ဆက်လက်စုံစမ်းနေဆက်ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ